ချစ်ခင်လေးစားအပ်တဲ့ကြ བྱ ာချစ်သူများမင်္ဂလာပါခင်ဗျာ2025မေလ25ရက်နေ့ကပြည်မနာမှာနေထိုင်တဲ့ကြ བྱ ာဆရာမောင်ကျူးရင်ကွယ်လွန်ခဲ့ပါတယ်သူကွယ်လွန်တဲ့အခါအဲ့ဒီမေလတည်းမှာပဲတိုင်းပြည်အတွက်အင်မတန်တန်ဖိုးရှိတဲ့နိုင်ငံရေးခေါင်းဆောင်ဦးဦးလှစောပြီးတော့ဒေါက်တာနေဝင်း ွယ်လွန်ကြရတာလည်းရှိပါတယ်ဒီလိုလူတွေရဲ့ချစ်ခင်မှုဒီလိုလူတွေရဲ့ချစ်ခင်မှု လေးစားအားကိုးမှုရှိကြရတဲ့တန်ဖိုးရှိတဲ့ပုံကိုယ်တွေကွယ်လွန်သွားခဲ့လို့ဝမ်းနဲ့လို့မှမဆုံးသေးခင်ကြပြဆရာ မောင်ကျူးရင်ရဲ့နာရေးသတင်းကို ကျွန်တော်တို့ထပ်ပြီးကြားကြရတာပါတော်တာရှင်များခင်ဗျာ ကျွန်တော်တို့ရဲ့မြမကပြားနယ်ပယ်မှာကလောင်ရဲ့ကလောင်အမီးရဲ့ထိတ်မှာမောင်တက်ပြီးကပြားဆရာ ကလောင်အမီးယူကြတဲ့ခစ်တခစ်ရှိခဲ့ဘူးပါတယ်ဥပမာမောင်သိန်းခိုင် မောင်နီသိန်းမောင်တင်ရွှေမောင်သွေးသည့်မောင်ခိုင်မှာမောင်ချောຫນွေအစရှိတဲ့ကပြားဆရာတွေပဲဆိုပါတော့ မောင်တခိလို့တောင်ပြောလို့ရမယ်ထင်ပါတယ်အဲ့ဒီအထဲမှာမောင်ကျူးရင်လဲပါခဲ့ပါတယ်ကလောင်နာမယ်မောင်တက်တဲ့မောင်သိမ့်ခိုင်တဲ့မောင်ကျူးမောင်ကျူးရင်တို့ဟာ ပြင်မနာသားတွေဖြစ်ခဲ့ကြဖြစ်ပါတယ်သူတို့ချင်းချင်းချစ်ခင်ကြပြီးလူငယ်တွေရာလည်းပဲသူတို့ကိုအင်မတန်ချစ်ခင်ကြပါတယ်အထူးသဖြင့်မောင်ကျူးရင်ကို တခြားလူငယ်ကဗျာဆရာတွေအားလုံးကဘိုးကျူးလို့လည်းခေါ်ခဲ့ကြပါတယ်။ကဗျာဆရာမောင်ကျူးရင်ဟာ မိုးဝေစာပေမဂ္ဂဇင်းမှာကဗျာတွေအများဆုံးရေးခဲ့ပြီးသူ့ကဗျာတွေဟာ ခစ်တခစ်ရဲ့အပြစ်အနာစာတွေမှားယွင်းဖောက်ပြန်မှုတွေလူတွေရဲ့ဘဝပုံရိပ်တွေဖောက်ပြန်သူတို့ရဲ့အမဲဆက်တွေကိုကဗျာနဲ့ပေါ်ပြကဗျာနဲ့ဖွင့်ချ ကဗျာနဲ့မှတ်တမ်းတင်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်မို့လဲကဗျာဆရာမောင်ကျူးရင်ဟာလူအများချစ်ခင်လေးစားအားထားရတဲ့ကဗျာဆရာဖြစ်လာတာပါ။အခုတော့ကျွန်တော်တို့ချစ်ခင်လေးစားရတဲ့လူတို့ကဗျာဆရာမောင်ကျူးရင်ကွယ်လွန်ခဲ့ပါပြီ။သောတာရှင်များခင်ဗျာဒီဒီဘတ်တော့ကျွန်တော်တို့အားလုံးချစ်ခင်လေးစားရတဲ့ကွယ်လွန်သူကဗျာဆရာ မောင်ကျူးရင်ကိုရည်ညွန်းဂုံပြုတ်ဆတ်ဆူထားတဲ့ကြ བྱ ာဆရာရန်လင်းအောင်ရဲ့ကြ བྱ ာတပုတ်တင်ဆက်ပေးလိုက်ပါတယ်ကြ བྱ ာရဲ့ခေါင်းစည်းအမိကကြ བྱ ာပဲလေသိစရာလားတဲ့နားဆင်ကြည့်ပါကြ བྱ ာပဲလေသိစရာလားကြ བྱ ာပဲလေသိစရာလား ကြပြပဲလေမသေးပါဘူးဘိုလ်ကျူးကြပြမဟုတ်လေဘယ်ကလာတယ်လဲဘယ်သွားမလို့လဲဆိုတာတဲ့ဘယ်မှာဆိုက်ကတ်ခဲ့တယ်လဲဘယ်မှာဆိုက်ရောက်နေတယ်လဲဆိုတာကပိုအရေးကြီးတယ်မဟုတ်လားငြိမ်သက်တိတ်ဆိတ်ခြင်းနဲ့ဘာသာမှမထွက်နိုင်တော့ခြင်းဟာလုံးဝလုံးဝမတူဘူးမဟုတ်လားဘိုလ်ကျူးရဲ့ကြည့်လေ ကဗျာမှာကြည်လေကဘာမှာကဗျာမှာငိန်သက်တိတ်ဆိတ်သွားရပေမဲ့ပုံမိုကျဲပြောလွတ်လပ်သွားကြတဲ့အတန်တွေအတန်တွေနားရှိတိုင်းမကြပါဘူးနေရွက်ကြည်တိုင်းနားမပါပါဘူးကဗျာအတန်ဓမ္မအတန်အားဆိုင်နားဆွင့် ဘိုလ်ကျူဟာကဗျာကန်းချိန်မှာစိုက်ကတ်ခဲ့တယ်။ကဗျာမြင့်မှာစစ်ဆင်ခဲ့တယ်။ကဗျာမြေမှာစိုက်ရောက်ခဲ့တယ်။နေရာတနေရာမှာအသေးအချာ အတိအကျစိုက်ရောက်ခဲ့သူကိုဘယ်ကလာသလဲ။ဘယ်ကိုသွားမှာလဲမေးเสียမရှိပါဘူး။ဘိုလ်ကျူဟာ သူ့ကဗျာဓာတ်မှာသူတိတ်ဆိတ်ငြိမ်သက်စွာကိန်းဝတ်အတန်ပြုတ်နေပါပြီ။ ကြပြပဲလေမသေးပါဘူးဘိုလ်ကျူးကြပြမှုလေတောတာရှင်ကြပြချစ်သူများလူတို့ကြပြဆရာလူတို့ဘက်တော်သားကြပြဆရာများပေါ်တန်ဖိုးထားလေးစားနိုင်ကြပါစေကျွန်တော်ငြိမ့်ဝေပါ